ဒီကောက်တော့ရန်ကုန်နေမန်းလေးကိုယထားနဲ့သွားခဲ့တဲ့အတွေ့အကြုံလေးတွေကိုကျွန်တော်မျှဝေပြီးသွားမှာဖြစ်ပါတယ်။ယထားပေါ်မှာဘယ်အစားအသောက်တွေကတော့ကောင်းတယ်၊ဘယ်အစားအသောက်တွေကတော့မကောင်းဘူး။ဘာလေးတွေစင်ကျင်တဲ့နယ်ဆိုတာလေးတွေကိုကျွန်တော်ပြောပြသွားမှာဖြစ်ပါတယ်ခင်ဗျ။ရန်ကုန်မန်းလေးယထားစီးတာကကျွန်တော်အတွက်ပထမဆုံးအတွေ့အကြုံဖြစ်တဲ့အတွက်ကြောင့်မလို့ယထားပေါ်မှာဘာမှစားစရာမရှိမှဆိုတဲ့အတွက်ကြောင့်မလို့မနှက်ဖန်လို့ယထားထွက်မယ်ဆိုရင်ကျွန်တော်ဒီနေ့လိုညမျိုးမှာယထားပေါ်မှာစားဖို့စားတောက်ကလေးတွေဝယ်ခဲ့ပါတယ်ခင်ဗျ။ယထားလက်မှတ်ကတော့တစ်စောင်2000ခွဲပေးရပါတယ်။ယထားချိန်ကတော့မနှက်9နာရီ ွက်ပါတယ်ခင်ဗျာရထားချိန်ဆိုတာအတိအကျထွက်တဲ့အတွက်ကြောင့်မလို့ကျွန်တော်9နာရီပြီမဲ့6နာရီခွဲလောက်ရောက်သွားခဲ့ပါတယ်ကျွန်တော်ခုတော့ရထားပေါ်ကိုရောက်ပါပြီခင်ဗျာ6နာရီ45ဖြစ်နေပါပြီခုံနေထားကတော့ 2+1 ပါခင်ဗျာဒါကတော့နေပြီးတော့ကိုသွားမယ်အမြန်ရထားဖြစ်ပါတယ်လုံးဝတန့်ပြန့်ပြီးတော့ air con ရထားလို့လည်းသိရပါတယ်ခင်ဗျာမနက်မိုးလင်းတဲ့အခါအတော်ရီထည့်ပေးလိုက်တဲ့ဥကျင်သိန်း ဖတ်ထုတ်စီချက်ကိုကျွန်တော်စားတာဖြစ်ပါတယ်ဒါကတော့ယထားပေါ်မှာရောင်းတဲ့အတုတ်တယ်လေးဖြစ်ပါတယ်ခင်ဗျာအားလုံးသိထားပြီးသားအတုတ်တယ်လေးပါကျွန်တော်ရဲ့အတွေ့အကြုံကိုပြောပြရလို့ရှိရင်ကျွန်တော် 2+1 မှာနှစ်ခုံတွဲပတ်ချံက view မလှပါဘူးခင်ဗျာတစ်ခုံတည်းပတ်ချံက view အရန်လှပါတယ်ဒါကတော့ကျွန်တော်တောင်ငူမှာတောင်ငူဒူးရင်သီးရောင်းတာပေါ့နော်ဒူးရင်သီးကတကယ်ကောင်းပါတယ်ဒါပေမဲ့တချို့တွေကြအပုတ်အနာတွေရှိတတ်ပါတယ်ခင်ဗျာကျွန်တော်ဘေးကလေးလေးကတော့အပုတ်တစ်လုံးတိုးသွားပါတယ်ကျွန်တော်ကတော့တစ်လုံးလုံးကောင်းပါတယ်ခင်ဗျာအရသာ လည်းကောင်းတယ်ဈေးအားဖြင့်လည်းတောင်း2000ပဲပေးရပါတယ်ခီးသွားရင်မိษွေကောင်းတွေတိုးတယ်ဆိုတာအမှန်ပါပဲခင်ဗျာမာမူကြီးကခီးစဉ်တခြားသူ့ဘဝအကြောင်းလေးတွေပြောရင်းနဲ့လုံးဝမပြင်းခဲ့ရပါဘူးခင်ဗျာဒါကတော့ယထားပေါ်မှာကော်ဖီလက်ဖေးရောင်းတာဖြစ်ပါတယ်ဘာတောက်တောက်တစ်ခွက်ကိုတစ်ထောင်ပါခင်ဗျာနေ့လေကရာသီဥတုပူတဲ့အချိန်မှာမာမူကြီးက Rarity ဝယ်တိုက်ပါတယ်ဗျာကျွန်တော်ကျွန်တော်ရှေ့မှာပြောခဲ့တဲ့နှစ်ခုံတွဲဘက်က view မလာဘူးတစ်ခုံတွဲဘက်က view လာတယ်ဆိုတာဒါကိုပြောတာပါဘေးကမြင်တွေ့နေရတဲ့တောင်တန်းကြီးကလမ်းတစ်လျှောက်လုံးကိုမြင်တွေ့နေ ရတာဖြစ်ပါတယ်။တော်တော်ကိုရင်သက်ရှူမိုးဝယ်တယ်။တော်တော်လေးစိတ်အပန်းဖြေခဲ့ပါတယ်။တော်တော်လှတဲ့ရှူပြီးဖြစ်ပါတယ်။ဒါကတော့တက်တန်လေးလည်းကျွန်တော်တွေ့ခဲ့ရပါတယ်ခင်ဗျာ။မန္တလေးကိုညနေ9:00နာရီကျော်ကျော်လောက်မှရောက်ပါတယ်ခင်ဗျာ။မန္တလေးပူလာကိုရောက်ခဲ့ပါတယ်။မန္တလေးကိုရောက်ပြီဆိုတော့နောက်ရက်ကိုမန္တလေးမှာမုတ်ပတ်စားတဲ့ဗီဒီယိုလေးတွေစောင့်မျှော်ပေးကြပါအောင်ခင်ဗျာ။ကျေးဇူးပါ